ရက်တုန်းကလေနည်းနည်းပြင်ပန်းပြီးတော့ cleansing ကိုလုပ်တော့လုပ်တယ်တေးချာမလုပ်ဘူးအဲ့တော့ဒီမှာအာဒီနားလေးမှဆိုတာဝက်ချန်လေးနည်းနည်းထွက်နေဒီနားလေးမှဆိုလည်းအစီဘူးလေးထွက်နေရေပေါ့နော်ဒါကတော့ဟို cleansing တေးချာမလုပ်လို့ရှိရင်အများအားဖြင့်ကြုံရတဲ့ပြဿနာပြီးတော့ဖုန်နေပေါ့နော်အဲ site နေရာပြန်ချတော့ဖုန်နေတအားတက်တော့ဖုန်နေနဲ့အဲ့ ဆေးပေါက်တွေနဲ့ cleansing တွေချမလုပ်ဘူးအဲအဲ့ဒါနဲ့အဲ့လိုဖြစ်တယ်အဲ့တော့ cleansing ကအရန်အရန်အရန်ဝအရေးကြီးရယ် cleansing မနိုင်ရင်လည်းအပေါ်ကဘလောက်ပဲ skin care တွေလုပ်လို့အဆင်မပြေဘူးအဲ့တော့ cleansing ကိုတေချာလုပ်ပါလို့ cleansing လုပ်တဲ့အခါမှာဆိုရင်လည်းအ cotton pad အရွေးမှားလို့မရဘူးပေါ့နော် cotton pad ကိုတေချာလေးရွေးရမယ်အဲ့တော့ဒီနေ့အ cotton pad ရွေးရတဲ့ပတ်သက်ပြီးတော့ပြပြပေးသားမယ်နော်ဝက်ချန်လေးတွေအစီအဥ်လေးတွေနဲ့ပဲနှုတ်ဆက်လိုက်တော့မယ်နော် Hello အားလုံးမင်္ဂလာပါရှင် Beauty by Nyin Nyin Cosmetics YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရဲ့ 你呢？咯。啊 ကော်တွန်ဘက်ရွေးတဲ့အခါမှာအာဘယ်လိုမျိုးရွေးရမလဲကော်တွန်ဘက်အထူနဲ့အပားပေါ့နော်ဗီဒီယိုလေးတင်ပြတဲ့အကြောင်းရင်းကတော့မေးထားရေပေါ့နော်မေးထားတာ ਨੇ တူတူပဲပေါ့နော်တခါရေတလက်စားတယ်အာဒီအထူအပားတွေမကောက်ဘူးတခြားတခြားသောအာဒီကော်တွန်ဘက်ဘယ်လိုမျိုးရွေးရမလဲအဲ့လိုနီးတဲ့အကုန်လုံးကိုအာစနေတကြလေးပေါ့နော်ပြပြပေးသားပဲအဲ့မှာနာမည်လေးခေါ်ပေးပါဆိုလို့လေအမလို့ခေါ်ထားရေဆိုအမောင်လေးပဲနေမှာပေါ့နော်မောင်လေးကောင်းခံဆိုเนาะအာနာမည်လေးခေါ်ပေးပါဆိုလို့နာမည်လေးခေါ်ပေးလိုက်ပါရေပေါ့နော်အဲဒါတော့တက်တက်အပြော်သွားစား ာပေါ့နော်โอเคအဲ့ဆိုရင်နာမည်လေးလည်းခေါ်ပေးလိုက်ပြီနော်အာတက်လက်စာရေးလေးအသက်တော့ပြောပြမယ်ပေါ့နော်အသက်ကတော့24ပါလို့နော်ဒါကတော့အသက်လေးကျွမ်းကျော်ဝင်တာပေါ့နော်24ဆိုပေမဲ့လည်းအမြဲတမ်းစိတ်ကတော့16မှာပဲကျန်ခဲ့ရေပေါ့နော်ပြောရရင်နော်โอเคဒါဆိုလို့ရှိရင်နော်ဒီ cotton bag ကိုဘယ်လိုမျိုးရွေးရမလဲအစနစ်တကျရွေးနည်းပေါ့နော်အထူးအပားတွေမကဘူးအတခြားတခြားဘယ်လိုဟာလေးတွေကိုဘယ်လိုရွေးရမလဲအဲအဲ့ဒါလေးတွေကိုပါတက်လက်စာရေးပြောပြပေးသွားမယ် ကော်တွန်ဘက်တွေကအဲ့လိုတချို့ကော်တွန်ဘက်တွေဆိုရင် ရှိတယ်ဟိုနည်းနည်းလေးခြူတယ်ထူယုံနေမကဘူးအဲသူတို့ကနည်းနည်းလေးဟိုနည်းနည်းမောက်တလို့လိုပါလို့နဲ့ကွယ်ဟိုကြည့်လိုက်လို့ရှင်ဟာစနစ်မကျသလိုပဲနည်းနည်းဖွာခြင်းသလိုဖြစ်နေတယ်အဲ့လိုမျိုးတွေ့ရကော်တွန်ဘက်တွေရှိတယ်ဥပမာအားဖြင့်ဆိုလို့ရှင် Western Cotton Bag လေးတစ်ချက်ပြပေးမယ်ပေါ့နော်ဒီမှာဥပမာဆိုရင်ဒီမှာ Western Cotton Bag ဒီလိုမျိုးပေါ့နော်အာဒီ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 လိုမျိုးပေါ့ဒီလို western cotton bag အဲ့လို western cotton bag မျိုးတွေပြီးရင်နောက်ထပ်ထပ်ပြပေးမယ်ပေါ့နော် ာဖက်ထပ်ပြပေးမယ်အဲ့ဒါလေးကဘာလေးလဲဆိုရင်ဒါဖာကိုကပေါ့နော်ဒီဖာကိုကဟာလေးသူတို့ဆိုလို့ရှိရင်ကော်တွန်ပက်တွေကသူတို့ရဲ့အသားကတတိချာချာမချုပ်ထားဘူးထုတ်စားသေးချာမချုပ်ထားဘူးအော်နည်းနည်းလေးတာမန်ကော်တွန်ပက်တွေတက်စားလို့ရှိရင်နည်းနည်းလေးထူချင်တယ်လို့လေးခံစားရတယ်ဒါပေမဲ့အဲ့လိုမျိုးကော်တွန်ပက်တွေကဘယ်လိုရည်ရွယ်ချက်နဲ့ထုတ်ထားတာလဲနော်အဲ့ဒါလေးတစ်ချက်ပြောမယ်အဲ့ဒါကတော့ cleansing လုပ်ဖို့အတွက်ရည်ရွယ်ချက်နဲ့ထုတ်ထားတာပါလို့နော်ဒီမှာဒီဟာမျိုးဆိုလို့ရှိရင်ဒါ cleansing လုပ်ဖို့အဲ့တော့ အာနည်းနည်းထူတယ်ပွပွားကြီးလည်းဖြစ်နေတယ်အဲ့ဒါမျိုးဆိုရင် double cleansing အတွက်เนาะ double cleansing တေချာမလို့ရင်ဒီမှာဒီလိုတွေဖြစ်လာမယ်ပေါ့เนาะဟိုရက်က double cleansing တေချာမလို့တာနဲ့ဒီမှာပေါက်လာရေပေါ့เนาะအဲ့တော့ double cleansing ကိုတတိချာချာလေးလုပ်ပေးပါလို့เนาะဒီလိုဖြစ်မှာဆိုတော့ဒါနမူနာပြထားပါပေါ့เนาะအဲဒါကတော့ double cleansing အတွက်ကိုကတူနာနေနဲ့သုံးမယ်ဆိုလို့ရှိရင်သူကနည်းနည်းလေးမဆိုးသလောက်လေးထူခြင်းတလို့ဖြစ်တယ်ဒါပေမဲ့ မဖွာထွက်သွားအောင်လို့တိတိချာချာလေးသူကလှုပ်ထားပေးရပေါ့နော်လုံးဝမဖွာဘူးပါတိလာအဲ့လိုမျိုးလေးလူလေးလှုပ်ထားပေးတယ်ဒါဆိုရင်တိုနာသုံးဖို့အတွက်အဲ့ဒါတော့နည်းနည်းလေးမဆိုးတဲ့လောက်လေးထူတယ်ဖွာလားဆိုတော့လေလုံးဝလုံးဝမဖွာဘူးပေါ့နော်အဲ့ဒါအပြင်ကောမလေးလုံးဝပါလွန်နေတဲ့ဟာမျိုးနဲ့လှုပ်ထားရှိတယ်ပါလွန်နေတယ်ပြီးလို့ရှိရင်သူကလေလို့ဆွဲဆန့်လိုက်ဆွဲဆန့်လို့ရတယ်ဒီလိုဟာမျိုးလေးပေါ့နော်ဒါလေးဆိုရင်သူကဘလို့ရည်ရွယ်ချက်လေးနဲ့လဲဆိုရင်ဒီလိုမျိုးတိုနာလေးပေါ့နော်တိုနာလေးရည်ရွယ်ပေါ့နော် တူနာတွေကိုအဲ့ cotton bud ထဲကိုရွှဲနေအောင်ချဲ့မယ် mini mass အနေနဲ့လေအဲ့လိုလေးတပ်ဖို့အတွက်သူကရည်ရွယ်ချက်လေးနဲ့ထုတ်ထားတာအဲ့တော့တူနာခုံးတွေတူနာခုံးတွေအစားအစားရှိရယ်လေတချို့ကကြာလဲထူရယ်တချို့ကကြာလဲပါရယ်တချို့ကကြာတော့လေအဲနည်းနည်းလေးတော့ထူရယ်ဒါပေမဲ့သူသေးချာချာထုတ်ထားတယ်အဲ့တော့ပြောချင်တာကအဲနည်းနည်းထူထူပေါ့ပေါ့ဖောင်းဖောင်းလေးတွေဆိုလို့ရှိရင် cleansing လုပ်ဖို့အတွက်အဲပြီးရင်အဲသေးသေးချာချာလေးချုပ်ရိုးချုပ်သားလေးနဲ့ထုတ်ထားတယ်အလုံးကမဖွာထွက်ဘူးဆိုရင်အဲ့ဒါတူနာသုံးဖို့အတွက်ပြီးရင်နောက်ထပ်တစ်ခွက်ကျပါလို့ နေရပဲเนาะအဲ့လိုဟာမျိုးလေးတွေအဲ့ဒါမျိုးလေးတွေပြည်ဒီလိုစခွက်ချင်းပဲလို့ဘာလို့အဲ့လိုဆွဲဆန့်လို့ရရေပေါ့နော်အဲ့လိုကော်တွန်ဘတ်မျိုးဆိုလို့ရှိရင်သူကအဲမီနီမတ်အနေနဲ့လုပ်ဖို့အတွက်ကိုယ့်အကူလုပ်ဖို့မီနီမတ်ဆိုလဲ၃မိနစ်လောက်ပဲထားပေါ့နော်မီနီမတ်ကိုပုံမှန်လုပ်ပြီးချွေးပေါက်ကြီးရသက်သားရေပေါ့နော်ဒါတော့မီနီမတ်ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကလေတချို့ခါရကြားဆိုလို့ဒါလေးအရန်မိုက်တယ်တိလားအဲ့ကလေးနဲ့ဆိုတော့လေအစင်အရန်ပြည့်ရလို့ခံစားရေကွာဖုံလဲလုံးဝမတက်ဘူးပြီးရင်ဒီကောင်ကြီးကရေလဲပြန်ချော်လို့ရဆိုအစင်ပြည့်ရပေါ့နော်ဒီမှာ ဒီလိုလေးလားတချို့ဟာရကြအလိတ်လေးလေးပေါ့နော်အဲအဲ့ဒါကဘလို့ဟာမျိုးလဲဆိုရင်တော့သူကမျက်နှာတစ်ပြီးွားရအချိန်အဲတုပ်ဖို့အတွက်ဒါတော့သူ့ရဲ့မိန်ပေါ့နော်အဲ့ဒီမှာလေမျက်နှာတစ်ပြီးရအချိန်မှာတုပ်ပြီးရင်အဲ့ဟာလေးကိုဖယ်ပြီးဒီ ိုကော့စမက်တစ်ထားတဲ့ဆင်မှာဖုံလေးတွေတက်နေနိုင်တယ်အဲ့တော့အဲ့ဖုံလေးတွေကိုတခါရေးတုပ်လိုက်ဒါဆိုရင်ကိုမျက်နှာလည်းတန်ရှင်ရင်းဖြစ်တယ်ဖုံလေးတွေလည်းတန်ရှင်ရင်းဖြစ်တယ်အဲ့ဒီအပြင်ကမှာကလီမတ်စေပါကြီးသုံးလို့ရှိရင်ဖြတ်ကားရတဲ့နဲ့ခတ်တယ်အဲ့လိုမျိုးကြရင်လည်းရည်လေးနဲ့ဆိုင်မျိုးဖြတ်ပြီးဒါတော့ဗီဒီယိုကြီးအများကြီးတင်ပြီးသွားပြီပေါ့နော်အဲဒီ channel တွေကဗီဒီယိုတွေအကုန်လုံးနှိပါကြည့်ဘူးလေဆိုရင်အခုပြောရရင်နီးလေးတွေကတော့လုံးဝအလွတ်တော်ရနေပြီပေါ့နော်အဲဒါဆိုလို့ရှိရင်လုံးဝလုံးဝလုံးဝအနှစ်တန်ချုပ်ရမယ်ဆိုရင် နည်းနည်းလေးခြူတယ်ပုပ်ပွားလေးလို့ခံစားရတယ်တေချာမချုပ်ထားဘူးအဲ့ဒါဆိုရင် double cleansing double cleansing ဆိုတာတေချာပြပေးပဲပေါ့နော်ခုနမှလေးတခါရေးပြပေးလိုက်ပဲပေါ့နော်ဒီမှာပေါ့နော်ဒီမှာ cleansing water ပေါ့နော်ဟာ cleansing water လေးပေါ့ဒီ cleansing water လုပ်တဲ့အခါမှာဆိုလို့ရှိရင်အဲသုံးဖို့အတွက်เนาะဒါဆိုလို့ရှိရင်အဲ cotton pad ကိုအထူးထူလေးလုပ်ထားတာပေါ့เนาะဒါဆိုလို့ရှိရင်အဆင်ပြေတယ်အာဒါတော့ cleansing ပြီးလို့ရှိရင် toner toner စီလဲဆိုလို့ရှိရင်လဲအာနည်းနည်းလေးအာထူတယ်ဒါပေမဲ့တည်ချာချာချုပ်ထားတယ်เนาะအရင်ကြီးထူတာမဟုတ်နည်းနည်းလေးထူတယ်တည်ချာချုပ်ထားတယ်အဲ့ဒါလေးကဒါဒီ toner သုံးဖို့အတွက် ပြီးလို့ရှိရင်နောက်ထပ်တစ်ခုကကြတော့ဘာလေးလဲဆိုရင်လုံးဝပါလွားနေရပဲလေအရန်ပါလုံးနေအဲ့ဒါဆိုရင် mini max အနေနဲ့သုံးမယ်အာဒီတိုနာတွေကိုကြတော့အာကော့တွန်ဘတ်ထဲကိုထည့်ပြီးလို့ရှိရင် max အနေနဲ့အာ3မိနစ်ထားမယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒီလောက်ပါပဲเนาะအာ အဲ့ဆိုလို့ရှိရင်ဒီကော်တွန်ဘက်ရွေးတဲ့အခါမှာဆိုရင်အထူရွေးရမှာလားအပရွေးရမှာလားဘလို့ဟာမျိုးရွေးရမှာလဲကော်တွန်ဘက်တွေလည်းအများကြီးပဲလေနော်အဲ့တော့အဲဆင်းရဲကြတော့ရွေးရတာမယ်လို့ထင်ပါတယ်လို့နော်အဲ့ဆိုလို့ရှိရင်ကွာအဲကော်တွန်ဘက်ကိုတွေ့ရတာအော်ဒါဟိုအတွက်သုံးတာအဲ့ဒါဒီအတွက်သုံးတာဆိုရင်တန်းတူပါပြီပေါ့နော်โอเคဒါဆိုရင်တော့အခုပြောနေရင်းနဲ့မရှင်းလိုက်တာပဲဖြစ်ဖြစ်ထပ်ပြီးတော့သိချင်တာလေးရှိမယ်ဖြစ်ဖြစ် comment ဆောင်မှာခြံခဲ့ပေးလို့ရပါတယ်လို့နော်အာဒီဗီဒီယိုလေးကိုအခုလိုမျိုးအခုချိန်ကြီးအဆုံးထိကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ရှင်အားလုံးပဲတက်တာပါ